မင်္ဂလာပါရှင်ဒီနေ့စိတ်ဝင်စားလျက်ကောင်းတဲ့အကြောင်းအရာလေးတစ်ခုကိုအတူတူဆွေးနွေးကြည့်ကြရအောင်လားဟုတ်ကဲ့မင်္ဂလာပါ The wise believers ကပြုစုထားတဲ့အမှတ်စုလေးတွေကိုအခြေခံပြီးတော့လေဓမ္မတိကျမ်းတဲ့ကကိုရင်တုဩဝါဒစာပထမဆုံးအခန်းကြီး၈ကိုကျမတို့နည်းနည်းလေးနက်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 ကြည့်ကြမယ်ကောင်းပါလားအခန်းကြီး၈နော်ဟုတ်ကဲ့ဒီအခန်းကြီးမှာကတော်တော်လေးအာထူးခြားတဲ့ပြဿနာတစ်ခုကိုတွေ့ရတယ်ဟုတ်တယ်မလားရှေးခေတ်ကိုရင်တုမြို့ကယုံကြည်သူတွေကြားထဲမှာလေ ရုပ်တုကိုပူဇော်ပြီးသားအတားကိုစားတင်လားမစားတင်ဘူးလားဆိုပြီးတော့အငင်းပွားနေကြတာဟုတ်ပါတယ်အဲ့ဒီခေတ်ကဒါကတကယ်ကိုလက်တွေ့ကြုံနေရတဲ့ကိစ္စပဲဟုတ်ပါဒီကိစ္စကဒီနေ့ခီကြီးနဲ့တော့တိုက်ရိုက်မဆိုင်ဘူးလို့ထင်ရနိုင်ပေမဲ့အဲ့ဒီနောက်ကွဲကအကျောင်းရာတွေဥမာအတ္တိပညာတို့ချစ်ချင်းမေတ္တာတို့လွတ်လပ်ခွင့်ပြီးတော့ဟိုတူတပားရဲ့အတ္တိစိတ်ကိုထုတ်ထားဆန္ဒမှုဆိုတာတွေကတော့အခုထိအရေးကြီးနေတော့ပဲလို့ထင်တယ်မှန်ပါတယ်အခြေခံဘောတရားတွေကအမြဲတမ်း ြင့်တုံးလို့ရနေတာပေါ့ဒီအခန်းကိုနားလည်ဖို့လေအဲ့ဒီခေတ်ရဲ့အခြေအနေကိုနည်းနည်းလောက်သိဖို့လိုမယ်ထင်တယ်ကောရင်သွန်းဆိုတာရုပ်တုကိုးွယ်မှုအရန်ကိုဟိုဟာဖြစ်တဲ့မျိုးကြီးမဟုတ်လားဟုတ်တယ်ဟုတ်တယ်ကောရင်သူမျိုးကအဲ့ဒီခေတ်ကရောမအင်ပါယာထဲမှာဆိုရင်အရေးပါတဲ့ကုန်းတွယ်ကြီးမျိုးကြီးတစ်ခုပေါ့ အရှင်းနဲ့အနောက်ဆုံးတဲ့နေရာယဉ်ကျေးမှုမျိုးစုံလဲစုံစည်းရနေရာတခုဆိုတော့ဘာသာရဲ့အရာလဲလေယောမနဖရားတွေဂရိနဖရားတွေပြီးမှနေရုပ်တူတွေအများကြီးရှိတယ်အေးအေးအဲ့ဒီတော့လူမှုရေးပွဲလမ်းသဘင်တွေနေ့စဉ်စားတောက်မှုတွေမှာတော့ဘီမန်တော်မှာပူဇော်ထားတဲ့အသားတွေကိုဈေးမှာပြန်ဝယ်ရတာမျိုးကတာမန်ပဲအော်ဟုတ်လားဟုတ်တယ်တမမဟိုမိတ်ဆွေအင်းတွေဘာတွေမှာဖိတ်လို့သွားစားရင်လေအဲ့ဒီလိုအသားတွေပါလာတာမျိုးကအရန်ကိုပုံမှန်ဖြစ်နေတဲ့အခြေအနေပါ ဆိုတော့ခရစ်စတန်ဖြစ်လာတဲ့သူတွေတကဒါကနေ့စဉ်ဘဝမှာရှောင်လွဲလို့မရသလောက်ဖြစ်နေတဲ့စိန်ခေါ်မှုတစ်ခုပေါ့လေ။အော်အဲ့လိုအခြေအနေမျိုးမှာကိုဆိုတော့ယုံကြည်သူတချို့ကအာယုတ်တုဆိုတာဘာမှမဟုတ်ပါဘူးကွာ။ဖခင်စစ်ကတပါးတည်းပဲရှိတာ။ဒီတော့အဲ့ဒီအသားကိုစားတာဘာမှမဖြစ်ပါဘူးဆိုတော့အသိပညာမျိုးရှိနေကြတယ်လို့ကျမ်းစာမှာဆိုထားတယ်နော်။ဟုတ်ကဲ့ သူတို့ရဲ့အမြင်ကမှန်နေတာပဲမဟုတ်လားအသိပညာရဆိုရင်လေသူတို့ရဲ့အသိပညာပိုင်းရာကြည့်ရင်မှန်ပါတယ်ရှင်ပေါလုကိုယ်တိုင်ကလည်းအခန်းငယ်၄မှာယုတ်တုဒီဤလောက၌အပေရာများမဟုတ်ကြောင်းကို၎င်းတဆူတီတို့ဖျားသခင်မှာတပါအခြားသောဖျားသခင်မရှိကြောင်းကို၎င်းငါတို့တည်ကြဤလို့သူတို့ရဲ့အသိကိုအတိမပြုထားတာတွေ့ရတယ်ဟုတ်ကဲ့အခန်းငယ်၅နဲ့၆မှာလည်းဆက်ရှင်းပြထားသေးတယ်ဖျားများသခင်များဟုခေါ်ဖို့သမုတ်တော်သူများရှိတော်လဲငါတို့၌မူကား ခတ်သိင်းသောအရာကိုဖန်ဆင်းတော်မူရဲ့ငါတို့သည်လည်းကိုတော်အဖို့အလုံးမှာဖိလက်ရှိသောခမဲတော်တည်ဟုသောဖျားသခင်တဆူတည်းရှိအောင်မူ၏ဆိုပြောလေ။အင်းအင်းဒီပညာက ခရိယံယုံကြည်ခြင်းရဲ့အခြေခံပဲ။မှန်ပါလေ။ဟုတ်ကဲ့။ဒါပေမဲ့လေအခန်းငယ်7မှာရှင်ပေါ်လူကအတိပညာသည်မာနကိုဖြစ်စေတတ်၏။ချစ်ချင်းမေတ္တာမူကတီဆောက်တတ်၏လို့ဘာကြောင့်ပြောခဲ့တာလဲ။အတိပညာရှိတာကကောင်းတဲ့ကိစ္စပဲမဟုတ်ဘူးလား။အဲဟုတ်ကဲ့။အတိပညာရှိတာကတော့ကောင်းတာပေါ့။ ဒါပေမဲ့ပြဿနာကအဲ့ဒီအသိပညာကိုဘလို့အတုံးချသူလဲဆိုတဲ့ပုံမှာမူတည်သွားတာ။ရှင်ပေါ်လို့ဆိုလို့ချင်တာကအသိပညာတက်တက်ကလူကိုမာမာနာထောင်လွှားစေနိုင်တယ်ဆိုတာတော့။ငါတိတယ်ငါနားလဲတယ်ငါလွတ်ပိုက်ခွင့်ရှိတယ်ဆိုတဲ့စိတ်မျိုးဝင်လာနေတယ်။ဟုတ်ကဲ့။ကိုယ့်ရဲ့အသိပညာကိုပဲရှေ့တန်းတင်ပြီးတခြားသူတွေရဲ့အခြေအနေသူတို့ရဲ့ခံစားချက်ကိုထက်မစင်စားတော့ဘူးဆိုရင်အဲ့ဒီအသိပညာကအတိုင်းဝိုင်းကိုတိဆောက်မှုမပေးနိုင်တော့ဘူး။ စန့်ကျင်ဘက်အနေနဲ့ပျို့ကွဲမှုကိုတောင်ဖြစ်စေနိုင်တယ်လို့ဆိုလိုတာပါ။အာဟုတ်။ချစ်ချင်းမြင့်ကြံကတော့အဲ့ဒီအသိပညာကိုမန်ကန်တဲ့လမ်းကြောင်းပေါ်တင်မှတ်ပေးတယ်။ကိုအသိကိုလလခွန့်ထက်အခြားသူရဲ့အကျိုးအတိုင်းဝိုင်းရင်တိဆောက်မှုကိုဦးစားပေးစေတယ်ပေါ့။ဆိုလိုတာကအသိပညာကကိုဘာလုံးနိုင်တယ်ဆိုတာပြောပြတယ်။မေတ္တာတရားကကြတော့ကိုပါလုံးတင်နေဆိုတာလမ်းညွန်ပေးတယ်ဆိုတဲ့သဘောမျိုးလားအတိအကျပါပဲအရန်ကောင်းတဲ့အချုပ်လေးပါအတိပညာကကျွန်တော်တို့ကိုလွတ်လပ်ခွင့်ပေးနိုင်တယ်ဟုတ်တယ် ီတာစားလို့ဘာမှမဖြစ်ဘူးဆိုတဲ့လွတ်လပ်မှုမျိုးပေါ့ဒါပေမဲ့မေတ္တာတရားကအဲ့ဒီလွတ်လပ်ခွင့်ကိုဘလို့ကျင့်တုံရမလဲဆိုတာသင်ပေးတယ်อืมအချားစုဤစိတ်ကိုထဲ့သွင်းစဉ်းစားခြင်းဆိုတဲ့အပိုင်းကိုရောက်သွားစီပြီနော်ရှင်ဘောလူကအာနေသောသူဆိုပြီးတုံလုံးထားတယ်အဲ့ဒီအာနေတယ်ဆိုတာကဘာကိုဆိုလိုတာပါလဲညာရင်နှင့်ကမျိုးလားဒါမှမဟုတ်ယုံကြည်ခြင်းအာနေတာလားဒီနေရာမှာအားနေတယ်ဆိုတာကညာရီပိုင်းဆိုင်ရာဒါမှမဟုတ်စာရိတပိုင်းအားနေတာကိုဆိုလိုတာမဟုတ်ပါဘူး ်အဓိကကသူတို့ရဲ့အတိစိတ်ပေါ့ conscious နဲ့ပတ်သက်ပြီးအားနေတာကိုဆိုလိုတာကအိုးအတိစိတ်ဟုတ်တယ်အခန်းငယ်ခုမှာ အချို့တို့ဒီယခုတိုင်အောင်ယုတ်ထုကိုထောက်တော်စိတ်ရှိ၍ယုတ်တုအာပူဇောသောယစ်စစ်ကောင်ကိုစားတော်အခါသူတို့အားနေသောစိတ်ဒီညူးချင်းတို့ရောက်တတ်ပြီလို့ဆိုထားတယ်ဟုတ်ကဲ့ဆိုလိုတာကသူတို့ကခရစ်ယာန်ဖြစ်လာတာတိတ်မကြသေးဘူးယုတ်တုကိုယ်ပဲမူနောက်ခံကလာတဲ့အတွက်သူတို့စိတ်ထဲမှာယုတ်တုနဲ့ပတ်သက်တဲ့အသွေးခေါ်ဟောင်းဒီအစွဲလားနေ ကြောက်စိတ်တည်းရှိနေနိုင်သေးတယ်။အင်းအင်း။ဒါကြောင့်ယုတ်တုကိုပူဇော်ထားတဲ့အသားကိုစားတာမြင်ရင်သူတို့ရဲ့အတိစိတ်ကဒါကိုယုတ်တုကိုယ်ပဲမှုနဲ့ခွဲခြားမမြင်နိုင်သေးပဲစိတ်ရှုပ်ထွေးသွားနိုင်တယ်။အပြစ်လုံးနေပြီလို့ခံစားသွားနိုင်တယ်။ဒါမှမဟုတ်အရင်အကျင့်ဟောင်းကိုပြန်လဲတန်းတဆိတ်ဝင်လာနိုင်တယ်ပေါ့။ဩဒါဆိုရင်အသိပညာရှိပြီးလွတ်လပ်တယ်လို့ခံယူထားတဲ့သူကဘာမှမစမ်းလားပဲစားလိုက်ပေမဲ့အဲ့ဒါကိုမြင်လိုက်တဲ့ဟို အားနည်းသူတို့ကတော့သူတို့ရဲ့ယုံကြည်ခြင်းခီးလာမှာတကယ်ကို ထိမိလဲစရာဖြစ်သွားနိုင်တာပေါ့ဟုတ်ပါတယ်တကယ်ထိခိုက်သွားနိုင်တယ်သူတို့နားမလဲသေးတဲ့မရင်ကျက်သေးတဲ့အပိုင်းကိုထိခိုက်သွားစေနိုင်တာပေါ့နော်ဟုတ်ပါတယ်အဲ့ဒါကြောင့်ရှင်ပေါလုက အခန်းငယ်ကုမှာပြက်ပြက်သားသားသတိပေးထားတာတင်တို့နဲ့ရှိသောဤအခွင့်လွတ်လပ်ခွင့်သည် အားငယ်သောသူတို့၌ထိမိ၍လဲစရာအကြောင်းမဖြစ်မီအကြောင်းသတိပြုကြလော့ဆိုပြီးတော့လေဟုတ်ကဲ့ဆက်ပြီးတော့အခန်းငယ်စေမပုံဥပမာပေးထားသေးတယ်အပေเจ้าကြီးဟူမူကား အသိပညာရှိသောသင်သည်ယုတ်တုစင်နှင့်စားပွဲနှမလျောင်းနေသည်ကိုတဆုံတယောက်သောသူသည်မြင်လျင်ထိုသူသည်အားနေသောသူဖြစ်တော်လဲသူ၏စိတ်သည်ယုတ်တုရှင်းမှပူဇော်သောရက်ကောင်ကိုစားရှင်ကရဲရင်မည်မဟုတ်လော။အော်။ဒီနေရာမှာရဲရင်သွားရဲဆိုလာကကောင်းတဲ့ဘက်ကိုရဲရင်တာမဟုတ်ဘူးနော်။သူအသိစိတ်ကလက်မခံသေးပဲနဲ့ ဒါမဟုတ်နားမလဲပဲနဲ့သူများလှုပ်တာကြည့်ပြီးတော့လိုက်လှုပ်လိုက်တာမျိုး။အင်းအင်းအပြည့်ရှိသူတို့ခန်းစားရတဲ့လှုပ်လိုက်တာမျိုးကိုဆိုလိုတာ။ဒါကကျတော်လေးညင်းနေတဲ့အချက်ပဲနော်။ကိုလှုပ်ရကကိုအတဘာမှမဖြစ်ပေမဲ့အခြားတယောက်ကသူတို့ရဲ့ယုံကြည်ခြင်းနဲ့စန့်ကျင်ပြီးလှုပ်ဖြစ်သွားအောင်တွန်းအားပေးသလိုဖြစ်သွားနိုင်တာပဲ။ဟုတ်ပါတယ်။အဲ့ဒီအခန်းငယ်7မှာပြောထားသလိုထို့တို့တင်တိတော်အသိပညာအဖြစ်အာနေတော်ညီအစ်ကို ခရစ်တော်အသေးခံတော်မူသောသူသည်ပျက်စီးခြင်းသို့ရောက်ရ၏။ဆိုရက် အခြေအနေမျိုးဖြစ်သွားနိုင်တာပေါ့ဒါကသူတို့ပြင်းထန်တဲ့စကားပဲနော်ရင်းပြင်းထန်ပါတယ်ဟုတ်တယ်ကိုယ့်ရဲ့လွတ်လပ်ခွင့်ကိုအလေးမထားဘဲကျင့်သုံးလိုက်မှုကခရစ်တော်ကိုယ်တိုင်အသေးခံပြီးကယ်တင်ထားတဲ့ညီကိုတယောက်ကိုဝိညာဉ်ကြီးအရာပျက်စီးစေနိုင်တယ်လို့ရှင်ပေါလုကတတိပေးနေတာဟုတ်ကဲ့အခန်းငယ်စနေမှာဆိုရင်ထိုတို့ညီအေကိုတို့ကို ပြစ်မှား၍သူတို့ဤအားနေသောစိတ်ကို ထိခိုက်သောအခါတင်တို့ဒီခရစ်တော်ကိုပြစ်မှားကြ၏လို့တော့ဆိုထားတယ်။အောက်မလဲ။ ဆိုလိုတာကအားနည်းတဲ့ညီအိတ်ကိုတယောက်ကိုထိခိုက်စေတာဟာခရစ်တော်ကိုပြစ်မာတာနဲ့အတူတူပဲလို့ပြောနေတာဒါကဒီကိစ္စရဲ့အရေးကြီးမှုကိုအထင်ရှားဆုံးပြလိုက်တာပဲဟုတ်ပါပြီဒီလိုပြင်းပြင်းထန်ထန်ပြောပြီးရနောက်မှာလေရှင်ပေါလုကသူ့ကိုယ်တိုင်ဘလို့ယက်တီမလဲဆိုတာကိုအခန်းငယ်73မှာအဆုံးသတ်အနေနဲ့ပြောသွားတာကတကယ်ကိုမသားစရာပဲနော်ဟုတ်ကဲ့တို့ကြောင့်ငါစားတော့ဘောစင်ဒီငါညီကိုကိုမာရွေးစေရင် ငါညီကိုကိုမမားရင်းစေခြင်းကနောက်တဖန်အမဲသားကိုအစင်မစားပဲနေမီဆိုတဲ့ဆုံးဖြတ်ချက်လေဟုတ်ပါတယ်ဒါက theory တသက်မဟုတ်တော့ဘူးလက်တွေ့ကျင့်သုံးမှုရဲ့အမြင့်ဆုံးပုံသက်တွေပဲရှင်ဘောလူကသူမအဲ့ဒီအသားကိုစားပိုင်ခွင့်ရှိတယ်ဆိုတာသိတယ်ဟုတ်စားလို့လက်တွေ့ယုံကြည်ခြင်းကိုမထိခိုက်ဘူးဆိုတာသိတယ်ဒါမဲ့အကယ်၍ပေါ့အဲ့ဒီလုံရက်ကြောင့်ညီကိုတယောက်ယောက်ထိခိုက်မယ်ယုံကြည်ခြင်းလဲပြုံမယ်ဆိုရင်သူ့ရဲ့အခွင့်ရေးသူ့ရဲ့လွတ်လပ်ခွင့်ကိုအပြစ်ပိုင်ဆွတ်လို့ဖို့အသိမယ်လို့ပြောလိုက်တာ อืมဒါတကယ့်ကိုကိုကျိုးစွန့်နဲ့မေတ္တာရဲ့ပြည့်ရုပ်ပဲကိုခွင့်ရေးတဲ့သူတော်ဝတ်ရဲ့ဝင်းကျင်ရေးတိဆောက်မှုကိုအပြည့်အဝဦးစားပေးလိုက်တာဟုတ်ကဲ့ဒီအခန်းကြီးတစ်ခုလုံးကိုပြန်ခြုံကြည့်လိုက်ရင်လေကောရင်သူအသင်းတော်တွေကဒီပြဿနာကနေကျမတို့ဒီနေ့ခေတ်အတွက်တင်ယူနိုင်တဲ့အဓိကအချက်တွေလက်တွေ့ဆင်ခြင်စရာတွေအများကြီးရှိနေလို့လူထင်တယ်ထေချာပေါက်ရှိပါတယ်ပထမဆုံးနဲ့အထင်ရှားဆုံးသင်ခန်းစာကတော့လေခရိယန်အသက်တာမှာမေတ္တာတရားကအသိပညာထက် အမြန်နဲ့ပို့ရေးကြည့်တယ်ဦးစားပေးရမယ်ဆိုတာပါပဲဟုတ်ကဲ့ကိုမဘ ഹു ဒုဒဘလောက်ရှိရှိကိုဘလောက်လွတ်လပ်ခွင့်ရှိတယ်လို့ခန်းစားရသည်ဖြစ်စေအဲ့ဒီအတ္တိပညာနဲ့လွတ်လပ်ခွင့်ကိုမေတ္တာတရားကလာညွန်ထင်းချောင်းပေးဖို့လိုရတယ်မှန်ပါပဲ ကိုလောက်ရက်တွေကတခြားသူတွေအပေါ်ဘလို့တက်ရောက်မှုရှိနိုင်မလဲဆိုတာအမြဲတမ်းထည့်သွင်းစဉ်းစားရမယ်အထူးသဖြင့်ယုံကြည်ခြင်းမှာအားနည်းနေတဲ့သူတွေနားနေမှုမရင်ကျက်တဲ့သူတွေအပေါ်မှာပေါ့ဟုတ်ပါတယ်ဒီအားနည်းသူကိုဂျူးဆိုင်ခြင်းဆိုတဲ့အချက်ကလည်းအရင်အရေးကြီးတယ်နော်ကျမတို့ပန်းနှင်းခြင်းမှာအသိန်းတော်မှာပဲဖြစ်ဖြစ်အလုတ်ခွင်မိတ်ဆွေအပေါင်းတင်ကြမှာပဲဖြစ်ဖြစ်လူတိုင်းကအရာရာကိုနားလေသဘောပေါက်မှုအဆင့်တန်းချင်းတူကြမှာမဟုတ်ဘူးလေဟုတ်တာပေါ့ကိုကတော့ လွတ်လွတ်လပ်လပ်လုံနိုင်တယ်ပြောနိုင်တယ်လို့ယူဆတဲ့အရာတချို့ကတခြားလူအတွက်စိတ်အနှောင့်အယှက်ဖြစ်စေရာ နားလည်မှုလွဲစေရာဒါမှမဟုတ်သူတို့ရဲ့ယုံကြည်ချက်ကိုစမ်းသပ်စေရာဖြစ်နေနိုင်တယ်မှန်ပါတယ်ဒီချမ်းစာကကိုလွတ်လပ်ခွင့်ကိုပဲကြည့်မိနေပဲအဲ့လိုသူတို့ရဲ့အတွက်ထောက်ထားစာနာပြီးတော့ကိုကိုကိုချုပ်တေးဖို့ကိုလွတ်လပ်ခွင့်ကိုအတိုင်းတာတစ်ခုထိရွှတ်ချဖို့တွင်တင်နေတာပဲလို့မြင်တယ်မှန်ပါတယ်ဒါက တို့ကိုအောက်ကျဆက်ဆံရမယ်လို့ဆိုလိုတာမဟုတ်တလို့တို့ရဲ့အားနိုင်မှုကိုအမြဲတမ်းအလိုလိုက်နေရမယ်လို့ဆိုလိုတာလည်းမဟုတ်ဘူးဒါပေမဲ့တို့ရဲ့ရှုထောင့်ကိုနားလည်ပေးဖို့ကြိုးစားရမယ်ဟုတ်ကဲ့တို့ရဲ့အသိစိတ်ကိုလေးစားရမယ်တို့ယုံကြည်ခြင်းမှာရင့်ကျက်လာအောင်ကူညီပေးရမယ်ကိုယ့်ရဲ့အသိပညာကိုတို့ကိုဖြည့်နှိပ်ဖို့ဒါမှမဟုတ်ကိုယ့်ကိုယ်ကိုတို့ရဲ့ပို့တာရလို့ပြဖို့အသုံးမပြုရဘူးอืมအဲ့ဒီအစားကိုယ့်အသိပညာနဲ့လွတ်လပ်ခွင့်ကို သူတို့ကိုဘလို့တိဆောက်ပေးနိုင်မလဲဆိုတာစဉ်းစားရမှာဒါကနောက်ဆုံးသင်ခန်းစာဖြစ်တဲ့ကိုကျိုးစွန်းအစီခံချင်းနဲ့လဲဆက်ဆက်နေတာပေါ့ရှင်ပေါလုရဲ့အမဲသားကိုအစင်မစားဘဲနေမိဆိုတဲ့အဆုံးဖြတ်ချက်မျိုးကိုဆိုလိုတာပေါ့နော်ဒါကဒီနေ့ခေတ်မှာဘလို့ပုံစံမျိုးနဲ့ပေါ်လာနိုင်မလဲကျမတို့ကရုပ်တုကိုပူဇော်တဲ့အသားကိုစားတာမစားတာနဲ့ပတ်သက်ပြီးဒီလောက်ကြီးစဉ်းစားစရာမလိုတော့ဘူးလေအခြေခံမှုကတော့အတူတူပါပဲ ကိုယ့်ရဲ့အခွင့်အရေးကိုယ့်ရဲ့နေသက်မှုကိုယ့်ရဲ့လွတ်လပ်ခွင့်တချို့ကိုတခြားသူတယောက်ရဲ့ဝိညာဉ်ရေးတိဆောက်မှုအတွက်ဒါမှမဟုတ်အတိုင်းဝိုင်းရဲ့ငြိမ်းသက်စည်းလုံးမှုအတွက်စိတ်ရင်းမှန်နဲ့စွန့်လွတ်အနစ်နာခံဖို့အသင်ရှိခြင်းပေါ့။အော်ဟုတ်ကဲ့။ဥမာလေးစဉ်းစားကြည့်အောင်လေ။ကိုကဆိုရှယ်မီဒီယာမှာကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေကိုလွတ်လပ်စွာရေးခွင့်ရှိတယ်။ ။ဒါပေမဲ့ကိုရေးလိုက်တဲ့ post တခုကအကြောင်းအရာတခုကိုနားလည်မှုနည်းတဲ့သူတွေဒါမှမဟုတ်စိတ်ခံစားချက်ပြင်းထန်လွဲ့တဲ့သူတွေကိုထိခိုက်စေနိုင်မလား။စိတ်ဝမ်းကွဲစေနိုင်မလားဆိုတာထိတ်စဉ်းစားတင်ဟုတ်ပါတယ်ကိုယ်စကလုံးအတုံးတုံးကိုယ့်ရဲ့လေတန်းကိုချိန်ကြီးတင်ရင်ချိန်ကြီးရမယ်နောက်တစ်ခါဖျော်ဖြေရေးရွေးချယ်မှုတွေကောဖြစ်နိုင်မလားကိုကတော့ဒီရုပ်ရှင်ဒီတခြင်းကိုအမှုပညာအညီနဲ့ပဲခန်းစားတယ်ကိုယုံကြည်ခြင်းကိုမထိခိုက်ဘူးလို့ခိုင်ထားနိုင်တယ်ဒါပေမဲ့အဲ့ဒီအရာတွေလယုံကြည်ခြင်းနုနယ်တဲ့လူငယ်တယောက်အတွက် ဒါမှမဟုတ်အတိတ်ကအဲ့လိုလော်ကီယာတွေနဲ့ယုံကန်ခဲ့ရတဲ့တူတယောက်အတွက်အားနဲ့ဆရာတိုက်မိလဲဆရာဖြစ်စေနိုင်မလားဆိုတာမျိုးပေါ့ဒါလည်းကောင်းတဲ့ဥမာပဲဟုတ်တယ်ဒါမှမဟုတ်လူမှုရေးရာချက်ဆိုင်ရေးတွေမှာပေါ့ဥမာကိုကရက်တောက်တာကိုကိုလွတ်လပ်ခွင့်လို့ယူဆကုန်းယူဆမယ်อืมဟုတ်ကဲ့ဒါပေမဲ့အရက်ပြဒနာနဲ့ယုံကန်နေရတဲ့မိတ်ဆွေဒါမှမဟုတ်အရက်ကို လုံးဝရှောင်ကျဉ်တဲ့ယုံကြည်သူတွေနဲ့အတူရှိလိချိန်မှာကိုလွတ်လပ်ခွင့်ကိုချုပ်တီးပြီးသူတို့အတွက်ထောက်ထားစာနာမှုပြတင်တယ် ဟုတ်ကဲ့အစားတောက်ကန်တချက်ရှိတဲ့သူတွေဥပမာဟလာလ်ပဲစားတဲ့သူတွေနဲ့အတူစားတောက်တဲ့အခါကိုစားမဲ့အစားအစားကသူတို့ကိုအဆင်မပြေသစ်စေမလားစဉ်းစားပြတာမျိုးပေါ့ကိုတဘာမှမဖြစ်ပေမဲ့သူတို့ရဲ့ယုံကြည်ချက်သူတို့ရဲ့အသိစိတ်ကိုလေးစားရရောက်တယ်ဒီလိုဆိုရင်အရေးကြီးဆုံးကကိုကိုကိုအမေရမေခွန်းထုံနေဖို့လို့လားပေါ့နော်ငါဒီလိုလို့ပိုင်ခွင့်ရှိသလားဆိုတာထက်ငါဒီလိုလှုပ်လိုက်ရင်အခြားသူတွေပေါ်ဘလို့အကျိုးသက်ရောက်မှုရှိနိုင်မလဲဆိုတာမျိုးဟုတ်ပါတယ်ငါရဲ့လှုပ်ရက်ကမေတ္တာတရားကိုထင်ဟရဲ့လား ငါရဲ့လွတ်လပ်ခွင့်ကတိဆောက်မှုကိုဖြစ်စေသလားဒါမဟုတ်အဖြတ်အမောင်းကိုဖြစ်စေသလားဆိုတာမျိုးတွေပေါ့ဟုတ်ပါတယ်အဲ့ဒီမိကုံးတွေကရေးကြီးတယ်ဒါတကစဉ်းစားမင်းပြီးတော်တဲ့ကိစ္စမဟုတ်ဘူးလေအချိန်ရဲ့တိတိလူတိတိနေတွေ့ကြုံရတိုင်းမှာပြန်လည်စဉ်းကျင်ထုံးသက်နေရမယ်ရပါကိုယ့်အသိပညာနဲ့လွတ်လပ်ခွင့်ကို တန်ဖိုးထားသလိုအဲ့ဒီရတွေကိုမိတာနဲ့ထိန်ချောင်းပြီးအတိုင်းဝိုင်းရဲ့ဂျိုးအားနည်းသူတွေရဲ့တိဆောက်မှုကိုရှေ့ရှုဖို့ကခရိယအသက်တာရဲ့ရင်းချက်ချင်းလက္ခဏာတစ်ခုပဲ ဟုတ်ကဲ့ဒါသခင်ယေရှုခရစ်တော်ကိုယ်တိုင်ပေးခဲ့တဲ့ပုံသက်တွေလည်းဖြစ်တယ်မဟုတ်လားကိုတော်ကသူ့ရဲ့ဘုရားဖြစ်ခြင်းခွင့်ကြီးကိုတော်ဆွလွတ်ပြီးကျွန်တော်တို့ကိုချစ်ချင်းမေတ္တာနဲ့စေခံခဲ့တယ်ကျွန်တော်တို့အဖြစ်တွေအတွက်သူ့အသက်ကိုပေးခဲ့တယ်အဲ့ဒီစိတ်တက်မျိုးနဲ့ကျွန်တော်တို့လည်းအချင်းချင်းဆက်ဆံဖို့လိုအပ်တယ်လို့စံစာကပြောနေတာပါ ဒီနေ့ Corinthu Owada Sa Pathama Song အခန်းကြီး၈ကိုအခြေခံပြီးဆွေးနွေးခဲ့ကြတာတွေကတကယ်ကိုစဉ်းစားစရာတွေအများကြီးပေးတယ်လို့ယုံကြည်ပါတယ်ရှင်။ရှေးခေတ်ကယုတ်တုကိုပူဇော်တဲ့အသားစားတွေပြဿနာလေးကနေဒီနေ့ခေတ်ကျမတို့ရဲ့နေစဉ်ဘွားတွေကရှုပ်ထွေးတဲ့ဆက်ဆံရေးတွေဆုံးဖြတ်ချက်တွေထိကျေပြန့်တဲ့သင်ခန်းစာလေးရလိုက်ပါတယ်။ဟုတ်ကဲ့ အသိပညာနဲ့လွတ်လပ်ခွင့်ကိုတန်ဖိုးထားပါဒါပေမဲ့အဲ့ဒီထက်ပိုပြီးတော့မေတ္တာတရားနဲ့သူတစ်ပါးကိုထောက်ထားစာနာမှုအတိုင်းဝိုင်းကိုတီးဆွမှုကိုဦးစားပေးဖို့အမြတ်တရိယကြရအောင်ဟုတ်ပါတယ်တေဆွေးလွှဲမှုကနေနောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုထပ်ပြီးမိခွန်းထုတ်ကြည့်ချင်တာကတော့လေကျွန်တော်ရဲ့အသိပညာနားလည်မှုလွတ်လပ်ခွင့်တွေကိုတခြားသူတွေကိုထိခိုက်မှုမဖြစ်အောင်ရှောင်ကျင်ယုံတတ်တတ်ထက်ပိုပြီးတော့ သူတို့ကိုတက်ကြွစွာတီဆော့ပေးဖို့ဘလို့အတုံးပြနိုင်မလဲဆိုတာလဲပါ။အော်ကောင်းတဲ့မေခွန်းလေးပဲ။ဟုတ်တယ်။ကိုနဲ့အမြင်မတူသူ၊နှောက်ခံမတူသူ၊ယုံကြည်ခြင်းအားနည်းသူတွေကိုချစ်ချင်းမေတ္တာကတီဆော့တတ်ဤဆိုတဲ့အတိုင်းကိုယ့်ရဲ့လွတ်လပ်ခွင့်နဲ့အတ္တိပညာကိုအတုံးချပြီးသူတို့ကိုဘလို့အားပေးတီဆော့ပေးနိုင်မလဲ။อืมဒါကကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့အတိုင်းဝိုင်းထဲမှာလက်တွေ့ချက်သုံးဖို့စဉ်းစားဆင်ခြင်ကြည့်တဲ့အချက်တစ်ချက်ထင်မဲ့လို့ထင်ပါတယ်